ဆက်ဖရင်လူဆိုရဲ plan လေးကိုစု curious insider မှာလုပ်ပေးမှုရှိပါတယ်ပုံမှန်လဲ book club ကတော့ subscription တွေနေနေရစု match လာတွေက subscription ရှိရသို့တော့အခုကျတော့ဒီရတဲ့ subscription ကနေရတဲ့အမြက်ကိုစုလှူပေးဖို့ plan လုပ်ဖြစ်တယ်ပေါ့ဒီအရှိမှာတကယ်တော့ reset together ဆိုတဲ့ training ရှိတယ်အဲ့ training လေရရဲ့အမြက်အကုန်လုံး350ပေါ့နော်စုလူထားတယ်ငလင်ရဲ့စိုးကြိုးတွေဒီရရဲ့ဆက်ပြီးတော့ဒီတစ်ခေါက်လှူရတယ်မပြီးဘူးဆက်ပြီးသွားရမယ်ဆိုတော့စုအနေနဲ့ active မန်းလေးကနေပြီးတော့လှူဖို့အတွက်ကိုစနစ်တကျလှူဖို့စဉ်းစားထားတယ်။အခုရတဲ့အလူငွေကဘယ်ကိုသွားချင်လဲဆိုတာလည်းသိမယ်။စုကတော့ရသလောက်ပေါ့နော်။အမျက်နော်။အမျက်ကိုတော့စုက clean ရန်ကုန်ဆိုတဲ့ group ကိုစုအခုစဉ်းစားထားတယ်။ volunteer လုပ်နေကြတာလေ။အရှမ်းကြတဲ့ group ဖြစ်တယ်။ကိုယ်တိုင်လည်းလှူမယ်ဆိုရင် clean ရန်ကုန်ဆိုတဲ့အဖွဲ့ကိုစုကတော့လှူပေးစီချင်တယ်။တော့ရန်ကုန်ဥတီရတဲ့အဖွဲ့မဟုတ်ဘူးပေါ့နော်။ဒီအဖွဲ့ volunteer နာမည် clean ရန်ကုန်။သူက အခုဆိုလို့ရှိရင်မြေပြင်ထိကိုဆင်းပြီးတော့လှူတယ်ကို့အလှူကစနစ်တကျနဲ့သွားတယ်ဆိုရအဖွဲ့အစည်းကိုစုရောက်ချင်တယ်အဲ့တော့ဒါတော့စု trust ဖြစ်တဲ့အဖွဲ့အစည်းပေါ့နော်ဒီ trust ဖြစ်တဲ့အဖွဲ့အစည်းကိုတော့အကဲလို့ရှားရဆိုလို့ရှိရင်တော့စုလှူဖို့ရှိတယ်စုကအလှူကိုဘယ်ချိန်လှူမလဲဆိုတော့အခု April 4ရက်နေ့ကစမယ် April ဆယ်ရက်နေ့ ठी ကိုရတဲ့အရင်ကိုဖြတ်ပြီးတော့လှူမှာဖြစ်တဲ့အတွက်ဒီကာလအတွင်းမှာစုလုံးမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဆက်ပြီးတော့ဆိုပါစို့ပေါ့နော်။ကိုကဟိုရက်တစ်ခုကိုမတက်မှတ်လိုက်လို့ရှင်ကြတော့ကြာလေကြာလေအချိန်နေပူဆိုးလေဖြစ်မှာဆိုလို့အဲ့ဒီအချိန်ကာလအတွင်းမှာရတဲ့ revenue ရဲ့အမြတ်ကိုလှူမှာဖြစ်ပါတယ်။ပြီးလို့ရှင်တော့စရင်တွက်တာနဲ့ပါနေဆိုတော့စုတင်နေ April 12ရက်နေ့လောက်တော့လှူပြလောက်မယ်။ဆိုတော့ကဒီမှာဆိုရင်ဘာစာအုပ်တွေပါလဲဆိုတာလေးကိုပြောအောင် ဆိုတာဧပြီရှိရနေစမယ်ကို့အနေနဲ့ကွာဥမာထားပါတော့ဗောနော်10ရက်နေ့အထိရတဲ့ငွေဆိုတဲ့အခါမှာ10ရက်နေ့ကျော်သွားလို့ရှင်တော့စုဒါကို company revenue အနေနဲ့ထဲမှာဖြစ်တဲ့အတွက်ကိုကအလူအတွက်တီးတန့်ရှိရယ်ဆို10ရက်ကျော်လို့ရှိရင်စုကိုအာမပေးပါနဲ့ဒီအရင်မဝယ်ပါနဲ့ဒါလေးကိုကြိုတင်ပြောပြစီရက်အတိအကျထဲလိုက်မှအလူငွေရမြန်မြန်ရောက်မှာအဲ့တော့ဒါလေးကိုလည်းတစ်ချက်ပြောပါချင်တာပါဟုတ်ပြီအဲ့တော့ပထမအဆုံးကစုက၄ပတ်ဆိုပြီးတော့တတ်မှတ်တဲ့အခါမှာ April ရှိရနေရနေ၁ရက်နေ့အတွင်းရှိရနေမှာစာပို့မယ်မဟုတ်ဘူးเนาะဒီရှိရနေရနေ၁ရက်နေ့အတွင်းမှာ hope in the dark ကိုစာအုပ်ရွေးထားတယ်ဒီစာအုပ်ကလေဒီအချိန်မှာပေါ့เนาะဟိုငလျင်ဖြစ်သွားတဲ့သူတွေနဲ့အရန်ကိုက်ချင်မှာကိုက်မှာကိုက်ချင်မှာကိုက်မယ်ဒါပေမဲ့ ရန်ကုန်လိုမျိုးနေရမျိုးပြီးတော့ငလျင်တန်ကို indirectly ခံစားရတဲ့သူတွေအတွက်ဒီစားဝတ်တော်တော်ကောင်းမယ်တယ်မှာပါတယ်။နောက်တစ်ခုက၁၂နှစ်နေကနေ၁၅နှစ်တူဒီ toxic positivity စာအုပ်ကိုပေးဖို့ရှိတယ်။ဒါကတော့ဗာလဲဆိုတော့ဒီအချိန်မှာတော်တော်များများသိတဲ့နဲ့ထင်တယ်။အားလုံးကောင်းသွားမှာပါအားလုံးစင်ပြေသွားမှာပါအော်ဒါဒီလောက်ကတော့အကုန်လုံးဖြတ်တန်းနိုင်ကြတယ်ဒီလိုမျိုးစကလုံးတွေမတုံးမိအောင်ပအဝင်ချင်ရတည်တည်နဲ့တင်းတဲ့အတွက်ဒီစာအုပ်လေးကိုဆူရွေးတယ် April 16ရက်နေ့ကနေ19ရက်နေ့ကြာ Micro Resilience micro resilience ဆိုတာကြတော့ကိုယ့်ရဲ့စိတ်တည်ခံတာတွေအုံနောက်တွေကိုအကြီးအတန်းပြောင်းလဲတာမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်းစီဘလိုမျိုးပြန်ပြီးတော့အစာပြန်စားရမလဲစသည်ဖြင့် UTB ပြောထားတာမျိုးဖြစ်တယ်သူအသေးစိတ်တော့မဖတ်ရသေးဘူးဒါကတော့ summary ကို AI အောင်မေးထားတာပေါ့နော်နောက်တစ်ခုကကြတော့ April 20ရက်နေ့23ရက်ကျ The body keeps the score ဒါကကြတော့လေအဲ့လို trauma အကြီးရပြီးတဲ့အခါမှာဒီအုံနောက်ကဘလိုလုပ်လဲခနာကိုကဘလိုမျိုး react လုပ်တယ်အဲ့တော့ ကိုယ့်ရဲ့ခန္ဓာနဲ့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အုံနောက်ဒါတွေအကုန်လုံးကို connect ပြန်ဖြစ်သွားအောင်လုပ်တဲ့စာအုပ်လို့ဖော်ညွှန်းထားတယ်။နောက်တစ်ခုကကြောင့် week 3မှာဆိုလို့ရှိရင်ကြောင့် active ပေါ့နော် active hope ဆိုတဲ့စာအုပ်လေးဒါကလည်း hope နဲ့ပတ်သက်ပြီးတော့ဘာတွေမျောလင်းလို့ရအောင်မလဲဆိုတာကိုမှန်ကန်တဲ့နည်းလမ်းနဲ့မျောလင်းချက်ကိုသွားဖို့အတွက်ကိုဥတည်ထားတဲ့စာအုပ်ဖြစ်တဲ့ April 28ကနေ May 1အထိကကြတော့ resilience ကိုဘလိုမျိုးကြံ့ကြံ့ခံနိုင်မလဲကြံ့ကြံ့ခံဖို့အတွက် mental ကိုဘလိုပြင်ဆင်မလဲဒီဘိုင်းတွေကိုဦးစားပေးပြီးသွားရတယ်။နောက်တစ်ခုကကျ May 2 May 5th ပေါ့နော်။ဒါကတော့ the happiness trap ဒါပျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့တကယ်ပျော်ရွှင်မှုအစစ်အမှန်မဟုတ်တာတွေဘာတွေလဲစသည်ဖြင့်ပြောထားတဲ့ဥစ္စာ။နောက်တစ်ခုကတော့ May 6 to May 8မင်းကတော့ May 9ထိဆုသွားရပေါ့နော်။အဲ့တော့ဒီပြောတဲ့ချိန်လေးမှာ date လေးနည်းနည်းလေးညှိဖို့လိုသေးတယ်။ အဲ့တော့ anyway ဒီ date တွေအကုန်လုံးကတော့ပုံမှန်အဖြစ်၄ရက်တအုပ်၃ရက်တအုပ်ပုံစံမျိုးစုဟာသွားရမျိုးဖြစ်တယ်အဲ့ဒီနောက်ဆုံးစာအုပ်က radical acceptance radical acceptance ကကြတော့ဗုဒ္ဓရဲ့ teaching တွေများစုပါတယ်လက်ခံတယ်ဆိုတဲ့နေရာမှာ အတင်းလုံးယူလက်ခံလိုက်တာမဟုတ်ဘဲနဲ့နင်းနေရှိုင်းရှိုင်းဘဲရာတွေကိုလက်ခံမလဲဆိုတဲ့အကြောင်းအရာတွေပါထားတာဖြစ်တယ်အဲ့တော့ကဒီ April May address စာအုပ်တွေကတော့ဒီစာအုပ်ကို subscription မှာတွေ့ရမှာဖြစ်တယ်အဲ့တော့ကိုယ်အနေနဲ့ကပါဝင်ခြင်းနေဆိုရင်တော့ ဒီ form လေးရှိပါတယ်ဒီ form ကိုကိုက curious insider facebook မှာ book club ဆိုပြီးတော့စာဒီလိုတောက်လျှောက်ရိုက်လိုက်ရင်လေဒီဒီ form က तू auto reply bot ကနေဖြည့်ပေးထားမယ်ဒီ form ကြလာလိမ့်မယ် link တွေဝင်ရမှာပေါ့အဲ့ဒါဆိုရှင်ဒီ form လေးကြာမယ်အဲ့ဒီမှာဆိုရှင်နာမည်ငွေလဲအကောင့်စသည်ဖြင့်ကိုကနေပြီးတော့အကောင့်ထည့်ပြီးပါဝင်လို့ရတယ်အဲ့တော့ခုနကပြောရင်းစာလေးအသေးစိတ်ကြည့်ချင်တယ်ဆိုရင်ဒီမှာစု link လေးထည့်ပေးထားအဲ့ဒါလေးနှိပ်လိုက်ရင်လည်းအသေးစိတ်ကြပါတယ်ဒါတော့မေချွန်ပေါ့နော်ဒါတော့ကို့အနေနဲ့ subscription တစ်လအပြင်ထပ်ပြီးတော့ဝယ်ချင်တယ်ဆိုလို့ရှင်ဒါမေလမှာတော့ဘာကြီးစောက်တီး summary လုပ်ပေးမလဲဆိုတာကိုမြင်ရမှာမျိုးတွေရှိတယ်ဒါတော့ match ပေါ့ဒါတော့ပြောပြီးသား subscription လုပ်ပြီးသားအရင်တော့က လွန်ခဲ့တလတုန်းကပြောခဲ့တဲ့စာအုပ်လေးပါအဲ့ဒီမှာမှကိုယ်အနေနဲ့ကစူပါစုဒီငလင်းနေဒီကိစ္စတွေမသိချင်ဘူးကိုလွတ်လွတ်လပ်လပ်နဲ့တခြားပဲသိချင်တယ်ဆိုလို့ရှိရင်ဒီ match april address subscription ဝယ်လို့ရှိရင်လည်းရတယ်ဒီ group ထဲမှာစုက group တွေကိုတီးကြရည်လုပ်ပေးထားတယ်အဲ့တော့ဒါဆိုလို့ရှိရင်တော့ကိုက admin ကိုပြောပေါ့နော် form ဖြစ်ပြီးပြီ match april group ထဲဝင်ချင်တယ်ဒါဆိုလို့ရှင်ဒီတဲကိုတက်တက်ပေးမယ်သူကကြတော့မဆောင်ရတော့ဘူးပေါ့နော်ရှစ်ပုံစလုံးကတခါတည်းတင်ပြီးသားဟိုဟို April May ကကြတော့ဆောင်ရမယ်အဲ့ရက်ပုံမူတည်ပြီးတော့လာမှာပေါ့နော်အဲ့ဒါလေးကိုလည်းကြိုတင်အသိပေးပါရစေအဲ့တော့ရက်တွေလတွေဘယ်မတူတော်냐လဲစာအုပ်တွေကတလားရှစ်အုပ်လို့မျိုးဖြစ်တဲ့အတွက်ကိုကဘယ်လဝင်ဝင် ကိုဖတ်ချင်တဲ့စာအုပ်ပုံမူတည်ပြီးတော့လာအောင် subscription ဝင်လို့ရရဆိုလည်းပြောချင်ပါတယ်။ Okay စာအုပ်တွေလည်းတည်ပြီဆိုတော့ဒီ subscription ကိုဝယ်ရဆိုတဲ့အခါမှာစုဒါစကားကြိုပြီးတော့ခံချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ငွေကြေးနဲ့ပတ်သက်လို့ရှင်စုအားလုံးလေးတူလူတိုင်းအခု emotional sensitivity ကအရင်မြင့်နေအခြေမလို့စုလည်းစု disclaimer အနေနဲ့ပြောတဲ့တဲ့စကားလုံးလေးပြောချင်ပါတယ်။နံပါတ်1က D subscription ကိုဝယ်လို့ရှင်ကုန်ပစ္စည်းတစ်ခုကို customer တစ်ယောက်ကဝယ်ရဆိုတဲ့ပုံစံမျိုးကိုသွားပေးပါ။ charity မလို့ဆိုတာမျိုး မသွားပါနဲ့။ဘာလို့လဲဆိုတာလေးကိုစုတစ်ချက်ပြောချင်ပါတယ်။စု charity ဆိုရဲခေါင်းစဉ်အောက်မှာအဲ့လိုမျိုးအလုပ်တွေလုပ်တိုင်းမှာအမြဲလူတွေပေါ့နော်အဖွဲ့အစည်းတွေပြီးတော့စုကရိုင်းလည်း past မှာပေါ့နော်ကြုံမှုတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့လူအယောက်တရာစုစီကိုလာပြီးတော့ဒါအောင်အားပေးရပေါ့။ဒီအယောက်တရာမှာပုံမှန်အားဖြင့် revenue ကစုပါစု3000ရတယ်ပေါ့။အဲ့တော့စုက3000ရတယ်ပေါ့။အဲ့တော့လူလိုက်တဲ့ခါမှာ3000မရလေလားဆိုပြီးတော့ ဲ့လိုမျိုး operation မှာ doubt ဖြစ်တာသို့မဟုတ်တန်တရားဖြစ်တာ ਨੇ မေးတဲ့ဥစ္စာဆိုစုဝါဒီချိန်မှာအရင် sensitive ဖြစ်နေတဲ့အတွက်ခံနိုင်မှာမဟုတ်ဘူးနောက်တစ်ခုက ုမ္ပဏီရဲ့နာမည်အောက်ကနေသွားတာဖြစ်တဲ့အတွက်သူ့ရဲ့ operation run နဲ့ revenue ဘယ်လို run ပါလဲဆိုတဲ့ဟာတွေကိုသူအသေးစိတ်ပြောမှာမဟုတ်ဘူးသူကတော့သူ့ရဲ့ dignity သူ့ရဲ့ဂုဏ်သိက္ခာနဲ့အာမခံလို့ရတာကသူ့ဒီအမျက်အကုန်လုံးကိုလှူမှာဖြစ်တယ်အဲ့တော့ဒါကိုသူ့ပြောချင်တာဖြစ်တယ်အဲ့တော့အဲ့လိုပြောလို့ transparent လုံးဝမရှိရလဲမဟုတ်ဘူးနော်သူ့ဘယ်နာရီမှာ mostly operation run လဲဆိုရှင်သူ့တို့မှာဝန်ထမ်းစရိတ်တီရှိရယ်ဝန်ထမ်းစရိတ်ထဲမှာသူ့ကိုယ်တိုင်လည်းပါတယ်ကုမ္ပဏီမှာ ဟို CEO တွေအကုန်လုံးကလာခယူရဲเนาะအဲ့ဒါလေးလည်းတစ်ခါတည်းထည့်ပြောပါရယ်အာပြီးတော့ subscription ခါရရှိရယ် content creation အတွက်ကို edit လောက်ရယ်ဈေးစကားရှိရယ် mostly ကတော့ operation brand နဲ့ခါရပေါ့เนาะအဲ့တော့ဒါတွေဒီ operation ခါရဖြစ်တယ်ဒါဟုစုကဟို transparent ဖြစ်ဖြစ်စုရတဲ့အချက်လက်ကိုဒီ video ထဲမှာတစ်ခါတည်းပြောထားပါရယ်ဆိုတော့က ကိုယ်အနေနဲ့ဒီရတဲ့ income တိရောက်မဲ့ cash flow စုပုံပွင့်လေးလေးပြောပြီးသားဖြစ်တဲ့အတွက်ဟိုလေကိုပေါ့နော်အကောင်းဆုံးလုပ်ပေးတဲ့ project တစ်ခု plan တစ်ခုမှာကိုယ်တန်တရာလူမျိုး doubt ဖြစ်တဲ့ဥစ္စာဆိုရင်စုဒါ ው တကယ်ကို sensitive ဖြစ်တဲ့အခြေအနေအချိန်ခါဆိုတော့လည်းတစ်ခါတစ်ခါလေးပြောပါတယ်ဒါစု EQ မကောင်းမပြောပါဘူးဒါကြိုက်တယ်လို့ပြောပေါ့နော်ဒီအချိန်ကတော့ဒါစုရဲ့ trigger point ကိုတစ်ခါလေးကြိုပြောတာပါအဲ့တော့ဒါကြောင့်ကိုဒီစိတ်ကိုဟို de-subscription ဝယ်တဲ့ကငါကုန်ပစ္စည်းတစ်ခုဝယ်တယ်ငါဒီတစ်ပတ် ်ဒီတလားစာအုပ်ရှေ့အုပ်ဖတ်မယ်ဒီစိတ်လေးနဲ့ပဲဝယ်ပါဆိုရာလေးကိုစုတခါတည်းကြိုတင်ပြောပြပါစီအဲ့တော့အဆုံးထိကြည့်ပြီးရကျေးဇူးတင်ပါတယ် book club မှာပြန်တွေ့မယ်